ဓမ္မမင်းဆွေများအားလုံးမင်္ဂလာပါရှင်။ကျမတို့ရဲ့ Payfulite Channel မှာကြိုဆိုပါရစေ။ကျမဒီနေ့ဖတ်ပြပေးမယ်။စာအုပ်လေးကတော့အရှင်သန္တာတိကရွှေပါရမီတော်ရာရေးသားထားသော စိတ်အားဖြင့်ဓမ္မမိုးဆက်ဆိုတဲ့စာအုပ်လေးပဲဖြစ်ပါတယ်။ဓမ္မမင်းဆွေများနားဆင်ခံစားပေးကြပါဦးရှင်။စိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်6 ဖက်ပေါင်းစုံကြိုးကြီးတက်မှာအလုံးပေါင်းစုံအိုပြီးပြက်မယ်အကြောင်းအကျိုးအကောင်းအဆိုးကိုဖက်ပေါင်းစုံရှုထောင်ပေါင်းစုံကနေလစ်လာတုံတက်နိုင်စွမ်းရှိမာတာအတွေးအခေါ်အယူအဆမှန်ကန်ပြီးအခြေအနေအချိန်အခါနဲ့လိုက်လျောညီထွေစွာစင်ကြင်နှလုံးသွင်းတဲ့ ဆုံးဖြတ်လောက်ကင်တက်ပါလိမ့်မယ်။စိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်9အမှတ်နိုင်လို့အတိခံရင်အမှတ်ကင်စရာမလိုတော့ပါ။အမှတ်ကိုလုံးဝပြစ်ပင်ရင်လည်းအစွန်းတစ်ဖက်ရောက်သွားသလိုအမှတ်ကိုမရမကအတင်းကုတ်တွေထားရင်လည်းအစွန်းတစ်ဖက် ရောက်သွားပါတယ်။အတိမခိုင်သေးခင်အမှတ်ကိုဘလက်တွဲထားပြီးအတိခိုင်သွားရင်တော့အမှတ်ကိုလက်တွဲဖြုတ်လိုက်ရုံပါပဲ။အတိရှိဖို့အတိငယ်ဖို့ကဒီကပါ။အတိငယ်သွားရင်အမှတ်ကသူ့ဘာသာသူအလိုလိုပြုံသွားပါရဲ့။အထူးတလဲလုတ်ပြီးတမင်ကြီး ဖြုတ်ပစ်နေစရာမလိုပါဘူးစိတ်အားဖြင့်ဓမ္မမူဆက်နဘက်ရှင်ခိုင်းတဲ့အလုံးလုံးရင်ခိုင်းတဲ့အကျိုးပေးပါတယ်အကျိုးပေးခိုင်းခြင်းရင်အကြောင်းကံခိုင်းဖို့လိုအပ်ပါတယ်ကြောင်းအလူဟာခိုင်းတဲ့ပစ္စည်းလှူတာမို့အကြောင်းကံခိုင်းတဲ့အလူပါအလူခိုင်းမှတော့ ဘဝခိုင်ပြီပေါ့ဘဝခိုင်ခြင်းသူတိုင်းအလှခိုင်အောင်စူးစားကြရပါမယ်အလှခိုင်ဖို့ကတော့ကြောင်းဆောက်လူယုံပါပဲကြောင်းတိုင်နဲ့အမိုးအကာအခင်းစားတဲ့ကြောင်းဆောက်ပစ္စည်းဝေခိုင်ရင်ခိုင်တလို့စိတ်တလေဟိုခိုင်ဘဝအကျိုးပေးလဲပူခိုင်ပါလိမ့်မယ် စိတ်အားဖြင့်ဓမ္မမိုးဆက်နံပါတ်6တောင်းကုသူကြောင့်တောင်းစုမဆိုလေအလိုပြေပါတယ်လုံခြုံတဲ့အဆောက်အုံတစ်ခုဟာနေထိုင်သူကိုဘဝအိမ်မက်ပန်းအိမ်မက်တွေစိတ်တိုင်းကြမက်ခွဲ့ရစေနိုင်တဲ့အတွက်ကျောင်းအလူရှင်ဟာဖြစ်လေရဘဝတိုင်းအိမ်မက်လှလှလေးတွေပဲညီမက်ရပါတယ် အိတ်ဆက်နားနေချိန်မှာလဲအိမ်မက်လာတို့နေ့စဉ်လက်တွေဘဝရဲ့စိတ်ကူးရင်အိမ်မက်ဘဝမျောလင်းချက်တိုင်းဟာလဲမျောလင့်ရင်မျောလင့်တလို့ဖြစ်လာတဲ့အတွက်အချိန်တိုင်းမှာအိမ်မက်လှနေပါတယ်စိတ်အားဖြင့်ဓမ္မမိုးဆက်နပတ်30ကြာအလူကြောင့်ကြာသူမဖြစ်နိုင်ပါကြာလူတိုင်းမကြပါဘူး จาเนี่ยปัตตะไดမကြပါဘူးจาလူသူရဲ့စိတ်ထားจาเนี่ยปัตตะသူရဲ့ပါရမီဓက်ခံပေါ်မူတည်ပြီးတော့ပဲအကျိုးပေးအနှင်းအမြန်ကွာခြားရပါတယ်စိတ်ထားညံ့နေသူပါရမီဓက်ခံအားနေတဲ့သူဟာဘဝကြီးပွားရေးကိစ္စတွေမှာလဲကြံ့ကြာတတ်သလို့ ဘဝလွတ်မြောက်ရေးကိစ္စပဲမှာလေကြာမြင့်တက်ပါတယ်စိတ်ထားကောင်းတဲ့သူပါရမီတက်ခံအားကြီးတဲ့သူကတော့ဘဝကြီးပွားရေးကိစ္စပဲမှာလေအကျိုးပေးဉာဏ်ဆန်လှတလို့ဘဝလွတ်မြောက်ရေးကိစ္စတွေမှာလေခยีတာတိုးတောင်းလှပါတယ်ယခုကျမဖတ်ပြပေးသွားတာကတော့အရှင်သန္တာတိက ရွှေပါရမီတော်ရာရေးသားထားသောစိတ်အားဖြင့်ဓမ္မမိုးဆက်မာတိကာခေါင်းစဉ်6မှ10အထိဖြစ်ပါရဲ့ရှင်။နောက်ရက်တွင်မှလည်းကျန်သောခေါင်းစဉ်များကိုဆက်လက်ဖတ်ပြပေးပါမယ်ရှင်။ဓမ္မမိတ်ဆွေများ အားလုံးနှင့်တကွာ37ပုံသာတတဝါအားလုံး ကျမ်းမာချမ်းသာပြီးစင်နှလုံးရှင်လန်းချမ်းမြေကြပါစေရှင်။